စဉ်းစားကြည့်ပါ အခုကိုရောက်နေတဲ့နေရာကလွန်ခဲ့တဲ့10နှစ်လောက်တုန်းကကိုရောက်ချင်တဲ့နေရာဖြစ်နေတယ်။ဒါပေမဲ့ကိုဟာအခုဒီနေရာကိုရောက်နေရတောင်မပျော်ဘူးဖြစ်နေတယ်။ဒီတော့ဘဝမှာစိတ်ညစ်နေအတိတ်ကိုလှမ်းကြည့်လိုက်ပါ။အော်လွန်ခဲ့တဲ့10နှစ်လောက်တုန်းကငါဘာမှမဖြစ်သေးဘူး။ဘာမှဖြစ်မလာသေးဘူး။အခုတော့ဖြစ်နေပြီဆိုတော့တွေ့ရလိမ့်မယ်။ စိတ်ပျော်ခြင်းရောအနာဂတ်ကိုလမ်းပြီးတော့မှကြည့်ပါအနာဂတ်ထဲမှာဘိုဘာရီဖြစ်ရှင်တယ်ဘာရီရကျင်တယ်ဆိုတော့ကိုမြင်တွေ့ရလိမ့်မယ်တချို့တွေကငြင်းချမ်းတဲ့နေရာကိုလိုက်ရှာနေကြတယ်ငြင်းချမ်းတဲ့နေရာကိုတွားကျင်တယ်ဒါပေမဲ့တကယ်တမ်းပြောရမယ်ဆိုရင်တော့ငြင်းချမ်းမှုဆိုတာကပြင်ပမှာရှိနေတာကိုကိုယ့်ရဲ့စိတ်ထဲမှာပဲရှိနေတာပါ အရာအားလုံးပို့ပြီးတော့မှကောင်းလာပါလိမ့်မယ်။အရာအားလုံးလည်းပို့ပြီးတော့မှအစီပြေလာပါလိမ့်မယ်။အရာအားလုံးလည်းပို့ပြီးတော့မှစိတ်ချမ်းသာစရာကောင်းလာပါလိမ့်မယ်။တခုပါပဲ။အဲ့ဒါကတော့အချိန်တစ်ခုလိုနေတာပါ။အချိန်တစ်ခုပေးလိုက်နိုင်မယ်ဆိုရင်တော့ခုနကအရာတွေအားလုံးကြားလာပါလိမ့်မယ်။တခါတည်းမှာမိုးရင်အုံနေတယ် မိုးရီတဲနေတဲ့အခါမှာအမြဲတမ်းဒီလိုပဲဖြစ်နေတော့မလားလို့တွေးမိလိုက်လိမ့်မယ်။ဒါပေမဲ့နေပြန်ထွက်လာတဲ့အချိန်မှာတော့ကိုနားလည်လိုက်ကြသည်အမြဲတမ်းမိုးရီတဲနေမှာမဟုတ်ဘူး။အမြဲတမ်းမောင်မိုက်နေမှာမဟုတ်ဘူးဆိုတော့နားလည်လာလိမ့်မယ်။ကိုယ့်ရဲ့တန်မှုကိုတခြားသူတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့မတိုင်းတာပါလေ။ တခြားသူတွေဆုံးဖြတ်ချက်ကကိုယ့်ရဲ့တန်ဖိုးမဟုတ်ဘူးအခုလက်ရှိမှာရှိနေတာကိုခြေစူးတင်ပါဒါကပျော်ရွှင်မှုရဲ့ဤဝတ်ချက်ပဲအခုလောလောဆယ်မှာကိုရှိနေတာရဲ့ပုံမှာခြေစူးမတင်ဘူးဆိုရင်တော့ပျော်ရွှင်မှုဆိုတာဖြစ်လာမှာဘဝမှာဖြစ်ပြနေတဲ့အရာအလုံးကကိုကိုတည်ယူခွင့်နေပြီးနေတာပါဒီတော့ဖြစ်နေတဲ့အရာအလုံးအပေါ်မှာ လေ့လာပါသင်ယူပါဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေဘဝအတွက်တန်ဖိုးရှိတဲ့ဆွေးနွေးကြတာဖြစ်ပါတယ်ကျွန်တော်လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းဒီတနေ့ကိုပြပရှင်ရှင်နဲ့ဖြတ်တိုင်းရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုကြားစီဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ကိုညာလေးအောင်ပါ